ကိုနည်းနည်းလွတ်အောင်တော့ဒုက္ခနာကိုပေါ်မှာပြင်းထားတဲ့ဝက်ဆောင်ကတော့အများကြီးတော့မရှိဘူးအဓိကကတော့ဒီကျွဲနဲ့ connection နဲ့ theme ကိုပဲအဓိကပြချင်တာပေါ့ဒီကျွဲဆိုလဲအသေးစိတ် designer ကတေချာဖန်တီးပေးထားပါတယ်သူလက်မှုပညာတွေနဲ့ ဒီနေ့ကျွန်တော်ယူရမယ့် National Costume မှာနည်းနည်းကွဲထွက်ပြီးတော့ဆန်းနေလိမ့်မယ်လို့ထင်တယ်။တောင်သူလယ်သမား community တစ်ခုလုံးကိုဂုဏ်ယူစေခြင်းနဲ့သူတို့ကိုလည်းနိုင်ငံတကာဆယ်မြင့်မှာသူတို့ရဲ့ပုံရိပ်ကိုထင်ရှားပြသချင်တာဖြစ်တဲ့အတွက်ကြောင့်အဲဒီဟာလေးကိုကျွန်တော်ယူချင်တာဖြစ်ပါတယ်။ ားလုံးမင်္ဂလာပါကျွန်တော်ကတော့ DM ဖြစ်ပါတယ်အခုလက်ရှိမှာကျွန်တော် Mr Global မြန်မာ2025အနေနဲ့အာဆယ်လပိုင်း9ရက်နေ့မှာဘန်ကောက်မှာကျင်းပမယ် Mr Global 2025ပွဲကြီးမှာနိုင်ငံကိုစားပြုနေတဲ့တောက်ရှင်ပွဲမှာဖြစ်ပါတယ်ကျွန်တော်ကကြတော့ဒီ Trust Entertainment နေပြီးတော့စီစဉ်တဲ့ကျင်းပတဲ့ Mr Super National မြန်မာ2025မှာ First Runner Up ဆုရရှိခဲ့တာဖြစ်ပါတယ်အဲ့ဒီမှာမှကျွန်တော်ဒီ Global ပွဲနဲ့ live ဖတ်မှုရှိရဲဆိုပြီးတော့ organization ကနေပြီးတော့ရွေးချယ်ဆေးလုပ်တာဖြစ်ပါတယ် အဲဒီလိုမျိုးရွေးချယ်ခဲ့တဲ့အခါမှာ surprise ဖြစ်တယ်ဆိုတာထက်အင်မတန်ကျေးဇူးတင်တယ်ဆိုတဲ့စိတ်လေးဖြစ်မိပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ဒီလိုနိုင်ငံကိုစားပြုတယောက်အနေနဲ့နိုင်ငံတကာစင်မြင့်မှာကျွန်တော်တွားရောက်ရှင်ပြိုင်ကျင်တာကဟိုးရင်တော်တော်ကြာကြာတည်းကကျွန်တော်မှတ်ခဲ့တဲ့အိမ်မက်ဖြစ်တယ်။ဒါလေးကိုကျွန်တော်အခုချိန်မှာအခွင့်အကောင်းရတဲ့အချိန်ဖြစ်တယ်။ကျွန်တော်အခွင့်အရေးခွင့်လန်းပေးလာဖြစ်တဲ့အတွက်ကြောင့်ဒီလိုခွင့်အရေးမျိုးပေးခဲ့တဲ့အတွက်ကြောင့်ကျွန်တော်ကျေးဇူးတင်စိတ်အများကြီးဖြစ်ခဲ့ရပါတယ်။ အားလုံးပဲမင်္ဂလာပါဒီနေ့ကကျွန်တော် Mr. Global မြန်မာရမ National Costume ရိုက်ကူးနေဖြစ်ပါတယ်။ဟုတ်ကဲ့ပါ။ဟုတ်ကဲ့ပါ။အားကြမ်းပါကျွဲနဲ့ဒီနေ့ National D Mr. Global မြန်မာရဲ့ National Costume ကိုကျွန်တော်တို့ဒီနေ့ Global Team ကဘလို့စိတ်ကူးမှုနဲ့လောက်တာလဲဆိုတော့ဒီဇိုင်နာညီလေးကသူကတောင်သူလယ်သမားတွေပေါ့တောင်သူလယ်သမားရဲ့မှာအဓိကဟာကြီးလက်ဘိုက်ကလေးကိုဖော်ခြင်းတယ်သူတို့ဟိုအဲ့ဒါကိုသူကဒီ ခိုင်းတဲ့ကျွဲနွားပေါ့နော်ဒါအဲ့ညမှာကျွဲကိုသူတို့အသုံးပြုတယ်ပြီးတော့ကျတော့စဘာသီးနှံလေးထည့်ထားတယ်ကျေးလက်ကျင်းငယ်တဘာဝလေးနဲ့တောင်သူဦးကြီးတယောက်ရဲ့မှာပုံစံမျိုးလေးဖန်တီးရယ်ကျွန်တော်လည်း National Costume ဆိုတာဒါကြည့်လိုက်တာနဲ့ဒါမြန်မာပြည်မှာရှိတဲ့ဟာမြန်မာ culture အာဒါကြည့်လိုက်တာနဲ့မြန်မာဆိုတာသိရဲ့ပုံစံမျိုးဖြစ်အောင်ကျွန်တော်တို့ကအမြဲစဉ်းစားတာများတယ်ဟိုပုံမှန်ကနေခွဲထွက်ပြီးတော့ပေါ့เนาะအာဒီကျွဲဆိုလဲအသေးစိတ်ဒီဇိုင်နာတေချာဖန်တီးပေးထားပါတယ်သူလက်မှုပညာတွေနဲ့ ဒီအော်ဒီနေရှင်နယ်ကော်ဆူလေးဝယ်ရတဲ့ခါကျတော့ပြောပါအောင်ရဲစိတ်ကျနေမှုရှိပါတယ်အဲဒီမြန်မာမှုပြသတွင်ရတယ်နောက်အချိန်ထဲမှာကျွန်တော်ရဲ့အဲခန္ဓာကိုယ်အားသာချက်တွေပါလားဒါလည်းပြသပြီးသားဖြစ်တဲ့အတွက်ကြောင့်တော်တော်လေးကိုကျွန်တော်နဲ့ live ဖတ်ပြီးတော့ကျွန်တော်ကိုပြန်မှတ်တော်တော်လေး supporting ပေးနိုင်မယ့်အချိန်နယ်ကော်ဆူလေးတစ်ခုလို့ကျွန်တော်ယူပါတယ်ဟုတ်ကဲ့ပါတင်ဆက်မှုတွေဖြစ်ရတယ် အဲဒီကပြင်ဆင်မှုဒါဒါလုံနေတာကျွန်တော်တို့ဟွာလောက်တော့ရှိပြီဒီအဓိကကျွဲဩတာကလုံနေကျွန်တော်တို့သုံးလလောက်တော့ရှိပြီเนาะသုံးလလောက်ရှိပြီဒီနေ့မှဒီဇိုင်နာထပ်ဝယ်ရပါဒီနေ့မှရောက်တာသူနည်းနည်းမလာနိုင်တော့ကြတော့ဒါကျွန်တော်ရောက်ရှိနေရပါဘောเนาะပြင်ဆင်မှုကတော့အဲ့အမှန်တမ်းပြောတော့သူခန္ဓာကိုယ်မှာပြင်ထားတဲ့ဝတ်ဆောင်ကတော့အများကြီးတော့မရှိဘူးအဓိကကတော့ဒီကျွဲနဲ့ connection နဲ့ thin ကိုပဲအဓိကပြချင်တာပေါ့ဒါပေမဲ့ဒီဒီရုပ်စာလေးကတော့ဒီဇိုင်နာကိုယ်တိုင်လက်မှုပညာလုပ်ထားတာပါငှက်ကလေးတွေဒါလေးတွေကတော့ကျန်တဲ့ပစိုးနဲ့ဘာညာကတော့ဒါကျွန်တော်ပေါ့ပပပါပဲဒါကတော့ဟုတ် ခမောက်တို့ပါတော့ဒါတော့ handmade ပေါ့ designer ရဲ့မှာ handmade လုပ်ထားတာပါချီကစပါးပြကျန်တာ ਨੇ ဟုတ်လို့လက်လေးနှစ်ပတ်ကိုနည်းနည်းပြောအောင်ဒီတိုင်းနေစပါးချက်အဲကျွန်တော်ကတော့အင်္ဂလိပ်စာသင်ကြားရေးကိုလုပ်ခဲ့တာဆယ်စုနှစ်နေပါလောက်ရှိပြီကျွန်တော်ဆယ်တန်းစာမေးပွဲပြီးကြတဲ့က တက္ကသိုလ်ဝင်တန်းကျောင်းသားတွေကို study guide အနေနဲ့ပြန်ပြီးတော့စတင်ခဲ့တာပေါ့နော်အဲ့ဒီမှာမှကျွန်တော်တဆင့်တဆင့်ထပ်ပြီးတော့အင်္ဂလိပ်စာဆရာတယောက်အနေနဲ့ professional ရက်တည်လာတာဖြစ်တယ်အဲ့ဒီမှာမှအခုချိန်မှာကျွန်တော်အခွင့်အရေးရလာတဲ့အခါမှာဒီအနုပညာလောကတွေဝင်ရောက်လာပြီးတော့အခုချိန်မှာနိုင်ငံကိုစားပြုတယောက်အဖြစ်နဲ့ရည်တည်နိုင်တာဖြစ်ပါတယ်။အဲကျွန်တော်တို့ဟိုးရင်တုန်းကဒီလိုမျိုး social media တွေအရင်ခင်မစားခင်ကာလမှာဆိုလို့ရှိရင်ကျွန်တော် Mr. ပြိုင်ပွဲတွေညီမညီမစားလို့တဲ့အချိန်မှာကိုအောင်ချမ်းမြတို့နောက်တစ်ခါမှာကိုထွန်းကိုကိုတို့သူတို့ကြည်ပြီးတော့အာ body beauty brain behavior ဘိုင်းဆိုင်ရာကိုအများကြီး give design နဲ့ပြုပြင်ပြောင်းလဲလာဖြစ်တယ်သူတို့ inspire ယူပြီးတော့ကိုအနေနဲ့လည်းဒီနေ့အချိန်ချိန်မှာဒီလိုမျိုးနိုင်ငံကိုစားပြီးဖြစ်ရမယ်ဆိုတဲ့အာ center လေးထားတာဖြစ်ပါတယ် National Consume ကကြတော့ဒီမှာ organization နဲ့ကျွန်တော်တို့တိုင်ပင်ပြီးတော့ကျွန်တော်မြန်မာနိုင်ငံမှာရှိတဲ့အာ community တစ်ခုကို ကိုစားပြုနိုင်မဲ့ theme ကိုရွေးချယ်ပြီးတော့ကျွန်တော် national costume အနေနဲ့ designer saw michael ကနေပြီးတော့အကောင်းဆုံးပုံဖော်ထားတာဖြစ်ပါတယ်။အော်ကျွန်တော်တို့နိုင်ငံကတကယ်စိုက်ပျိုးရေးဆိုတဲ့ခန်းကဏ္ဍကြီးကြီးမားမားပါဝင်ပတ်သက်နေတဲ့နိုင်ငံတစ်နိုင်ငံဖြစ်တယ်။အဲ့တော့ဒီမှာတောင်သူလယ်သမားဒီမှာပါတဲ့ကျွဲစရှိတဲ့လိပ်စံဆိုတာလေအဲ့ကျွန်တော်တို့ကိုင်းကျုံမီကျွန်းကိုင်းမီအမိတဲပြုနေတဲ့လူသားနဲ့ဒီလိုမျိုးတက်ရှိတရဝါတခုဖြစ်တယ်ပေါ့နော်ဒါလေးကိုကျွန်တော်တို့ပြသခြင်းနဲ့နောက်တစ်ခါမှာကျွန်တော်တို့နိုင်ငံမှာရှိတဲ့ တောင်သူလယ်သမား community တခုလုံးကိုဂုဏ်ယူစေခြင်းနဲ့သူတို့ကိုလည်းနိုင်ငံတကာဆယ်မြင့်မှာသူတို့ရဲ့ပုံရိပ်ကိုထင်အပ်ပြသချင်တာဖြစ်တဲ့ကြောင်းအဲဒီဟာလေးကိုကျွန်တော်ယူချက်ထားဖြစ်ပါတယ်နိုင်ငံတကာရဲ့အမြင်မှာလည်းမြန်မာဆိုတာဒီနှစ်ကျွန်တော်ယူရမယ့် national costume မှာနည်းနည်းကွဲထွက်ပြီးတော့စမ်းနေလိမ့်မယ်လို့ထင်တယ်တော်တော်လေးကိုတကယ်တကယ်လည်းအပြင်မှာတွေးလိုက်ရတဲ့အခါမှာမတွေးခင်ရတဲ့ပို့ပြီးတော့အာအားရကျင်နေမှုပြေဝါရှိပါတယ်ဟုတ်အဲစုပေးမယ်မပေးဘူးတောင်မှကျွန်တော်တို့အသေးချာမသိရသေးပါဘူး national costume မှာတကယ်ပေးခဲ့သည်ရှိတော့အဲ ဒီဒီဇိုင်နာရဲ့ဖန်တီးမှုကလည်းမြေတားအားကောင်းတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့တင်ဆက်ပြသမဲ့ performance ပေါ်မူတည်ပြီးတော့ဒိုင်းနေရင်ထဲမှာအခါမှာပြိတ်သက်ရင်ထဲမှာအများကြီးကျန်မယ်ဆိုလို့ရှိရင်တော့မျှော်လင့်ချက်ရှိပါတယ်ကျွန်တော်ကစုကိုမန်းတယ်မမန်းဘူးဆိုတာတက်ကျွန်တော်စူးစမ်းအထုတ်ထားတဲ့စူးစမ်းအထုတ်မှုကျွန်တော်ထည့်ထားတဲ့ effort နောက်တစ်ခါမှာကျွန်တော် practice လုပ်ထားတဲ့အရာတွေကအချင်းကြီးမဖြစ်ဘူးဆိုတာကိုပြောရမှရှိပါတယ်မြန်မာနိုင်ငံမှာရှိတဲ့ pageant ကိုအားပေးတဲ့သူတွေအားလုံးကိုကျွန်တော် invite လုပ်ချင်ပါတယ်အဲကျွန်တော်ရဲ့17ရက်တာခရီးစဉ်ကိုစောင့်ကြည့်ပေးပါဘန်ကောက်မှာ ဆယ်လပိုင်း9ရက်နေ့မှာကျင်းပမယ်မေဆာဂလိုဘောဖနာလီပွဲကြီးမှာနိုင်ငံကိုစားပြုတရားအနေနဲ့ကျွန်တော်အများကြီးဝေဖန်အကြံပြုသုံးသပ်ပြီးတော့ကြည့်ရှုအားပေးကြဖို့ဖိတ်ခေါ်ပါရစေ။